အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဘေဘောရွေးချဲ့ထားတဲ့ပုံမြင်လေးကတော့စင်ရဲ့တငယ်ချင်းနဲ့ချမ်းသာတဲ့တငယ်ချင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့ season 10 set တို့အဲနာပါရှေခေါဆိုတဲ့မင်္ဂလေးကတော့ချမ်းသာတဲ့မင်္ဂလေးတယောက်ပဲဖြစ်ပါတယ်သူမအရန်ကိုချမ်းသာလွန်ပါတယ်တစ်ဖက်ချမ်းမှာတော့ပူနမ်ဆိုတဲ့မင်္ဂလေးတယောက်နေထိုင်ပါတယ်သူမဖခင်မရှိရောပါဘူး သူတို့နှစ်ယောက်ကအရန်ကိုကွာခြားလွန်ကြရဲဆိုပေမဲ့လည်းတငယ်ချင်းအရင်တွေဖြစ်နေကြပါရဲ့ပူနမ်ကြီးပူနမ်ဟိုအပေါ်ထက်ကအမအနေကိုခေါ်နေရဲ့အမြန်ဆုံးလာခဲ့ပါရဲ့ဟမ်ကျမကိုခေါ်တာလားအေးဟုတ်တယ်သမီးတော်တော်တော်ခေါ်နေရဲ့ဆိုရင်တော့တွားလိုက်လေသမီးရဲ့ဒီအလုပ်တွေကိုတော့အမေလုပ်လိုက်မယ်နော်ဘာဖြစ်လို့များသမီးကိုခေါ်နေရတာလဲမသိပါဘူးချမ်းသာတဲ့သူတွေကတိတ်ပြီးတော့ယုံကြည်စိတ်ချရတာမဟုတ်ဘူးသူတို့ဒေါသထွက်နေတဲ့အချိန်ခါဆိုလို့ရှင်တော့လှုပ်ချင်တာကိုလှုပ်ကြတာ နေမတော်လို့ငါတို့ကိုစိတ်ဆိုဒေါသထွက်သွားလို့ရှိရင်ဘလို့လုံးမလဲကဲတွားတွားတွားအမြန်တွားဘာအလောက်ကိစ္စများရှိလို့လဲမသိဘူးအမြန်ဆုံးတွားမိလာခဲ့ဟုတ်ကဲ့ပါအမေရေကောင်းပါပြီဒါဆိုရင်တော့ကျမခဏလောက်တွားကြည့်ပြီးတော့ပြန်လာခဲ့မယ်အမေရလေလေဘာမဟုတ်တဲ့ကိစ္စလေးကိုအလောက်တောင်မှစိုးရင်ပူပန်နေတယ်အလောက်တခုခုရှိလို့သူကျမကိုဒီအတိုင်းခေါ်တာလဲဖြစ်နိုင်ကြပဲလေအမေရေသူ့အကြောင်းကျမကောင်းကောင်းသိတယ်သူကတခြားသူတွေလိုမျိုးခွဲခြားဆက်ဆံတတ်တဲ့အကျင့်လေသူ့မှာရှိတာမဟုတ်ပါဘူးအလောက်တခုခုရှိနေလို့သာသူကျမကိုခေါ်တာပါ ပုဏ္ဏမကနည်းနည်းလေးတော့လမ်းဖြတ်နေခဲ့ပါတယ်။သူမအပေါ်ချက်ကိုအမြန်ဆုံးတက်လာခဲ့လိုက်ပါတယ်။သူမ6လအထိတက်ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ပူပန်နေခဲ့ပြီးချွေးလည်းပြန်နေခဲ့ရပေါ့။ဟဲ့နေရလေဘာဖြစ်လို့စက်လီကနဲ့လာတာမဟုတ်ဘူး။နေဘလောက်တောင်မှပူနေလဲကြည့်ပါဦး။အရင်ကမောနေပြီမလား။နေဘာဖြစ်လို့စက်လီကစီပြီးတော့မလားရတာလဲစက်လီကရှိနေရပဲ။အော်ပထမတက်ကတထေးသားအမိကသွားနေကြတယ်လေ။ သူတို့အဝိဇ္ဇာတွေကအရန်ကိုဈေးကြီးလုံးနဲ့တဲ့သူတို့ပါတီပွဲတစ်ခုကိုသွားအောင်မမလို့ငါနဲ့အတူတူသွားလို့ရှိရင်သူတို့အဝိဇ္ဇာတွေညစ်ပတ်သွားမယ်လို့ပြောတာနဲ့ငါလည်းလှေကားကနေပြီးတော့ပဲတက်လာခဲ့လိုက်တာပါဟဲ့ဒါဘလို့မျိုးအထိပယ်မရှိတဲ့စကားကြီးလဲဒုက္ခပါပဲသူတို့ကနင်းကိုအခုလိုမျိုးပြောလိုက်တာကိုနင်းကအငြိမ်ခံပြီးတော့နားထောင်လာခဲ့ပေါ့လေဟုတ်လားဒီတစ်ခါသူတို့နဲ့တွေ့တဲ့အခါကြားလို့ရှင်တော့ငါသူတို့နဲ့ဒီအကြောင်းစကားပြောကိုပြောရမယ်ဘာဖြစ်တာလဲဒုက္ခပါပဲတမီးရဲ့ဘာဖြစ်လို့ဒေါသတွေတလောက်တောင်မှထွက်နေရတာလဲ ဘယ်သူနဲ့စကားပြောမယ်ဆိုတဲ့အကြောင်းပြောနေရလေသမီးဘယ်သူနဲ့ပြောရမှာလဲအမေရဲ့ပထမတက်မှာနေတဲ့ anti sweetie နဲ့စကားပြောရမှာပေါ့ပူနမ်ကိုသမီးအပေါ်ချက်ကိုခေါ်လိုက်တာလေသူအပေါ်ရက်ကိုလာနေတဲ့အချိန်မှာပလေကားကနေပြီးတော့တက်လာရတယ်ဇက်လီကားမှာ anti sweetie တို့သားမီးနှစ်ယောက်သွားနေလို့တဲ့သူတို့တော့ပူနမ်နဲ့အတူတူသွားမယ်ဆိုလို့ရှင်တော့အဝတ်စားတွေညစ်ပတ်ကုန်မယ်ဆိုပြီးတော့လေပြောလိုက်သေးရတယ်လေဒါအတော်လေးကိုမထူးဆန်းဘူးလားမီးဘလို့ဖြစ်ပြီးတော့လူချင်းအခုလိုခွဲခြားဆက်ဆံနိုင်ရတာလေ ။အော်တမီးရဲ့ထားလိုက်ပါတော့အမေတို့ကရောဘာလုပ်လို့ရမှာမို့လို့လဲ။လူတစ်ယောက်ရဲ့အတွေးခေါ်ကိုအမေတို့အနေနဲ့ပြောင်းလဲလို့မရဘူးလေ။တတော်ကအခုလိုတွေးတယ်ဆိုရင်တော့အမေတို့ဘာမှလုပ်လို့မရဘူး။ဒါနဲ့ဘာဖြစ်လို့ပူနမ်ကိုနင်းအိမ်ရောက်ခေါ်ရလဲ။အလုပ်တစ်ခုခုရှိလို့မရလား။ဟုတ်တယ်ဟုတ်တယ်ကျမအလုပ်တစ်ခုရှိလို့ခေါ်လိုက်တာပါမီး။သမီးဈေးသွားရမယ်လေပရီယာကလည်းအရန်ကိုအလုပ်များနေရယ်အမေမအိမ်လုပ်တွေအများကြီးကလည်းရှိသေးတယ် ိမ်မှာအလုံးလုံးနေအလုံးသမားကိုလည်းအမေအလုံးတွေအများကြီးခိုင်းစရာရှိတယ်ဆိုတော့တမီပူနမ်ကိုခေါ်ပြီးတခါရဲဈေးသွားလိုက်မယ်ဆိုပြီးတော့စဉ်းစားထားတာတမီတို့နှစ်ယောက်အတူတူဈေးဝယ်ထွက်လိုက်ကြမယ်အမေဒါနဲ့ပူနမ်ကြီးငါတို့ဈေးဝယ်ထွက်နေရင်နေ့အတွက်လည်းအဝတ်အစားအသစ်တွေငါဝယ်ပေးပါမယ်အေးအေးအေးကောင်းနေကောင်းနေကောင်းနေလက်ထပ်ပြီးသွားတဲ့အခါကျရင်တော့နင်းရဲ့အဝတ်စားတွေဒီအိမ်မှာဒီအတိုင်းကြံခဲ့နေမယ်။ဟဲ့ရှေခာနင်းမင်္ဂလာဆောင်လားနင်းလက်ထပ်တော့မလို့လား။အေးဟုတ်တယ်ဟုတ်တယ်။ငါမင်္ဂလာဆောင်တိတ်မကြခင်မှာကျင်းပကြလိမ့်မယ်။ အခုစကားပြောလို့ပြီးရတိတ်မကြသေးဘူးလေနောက်နောက်ဆိုလို့ရှင်တော့ငါမင်္ဂလာဆောင်ရှိတယ်အဲ့ဒါကြောင့်အခုကလေးကဝဲစရာရှိရအားလုံးကိုဝဲဖို့အတွက်စဉ်းစားထားကြတော့နေုံကဈေးသွားဖို့ခေါ်တယ်ဆိုတာကအဲ့ဒါပဲလေဒါနဲ့တမီလေးပုံနဲ့မြင်နေရောဘလို့လဲနင်းကိစ္စရရောအစဉ်ပြေးရလားနင်းအမေကပြောနေတယ်နင်းအတွက်လည်းကောင်းလေးကောင်းကောင်းလေးတယောက်လိုက်ရှာနေတယ်တဖက်ကနေပြီးတော့ဘာအဖြစ်ရေကြားရသေးလဲဟုတ်တယ်အန်တီရပြီးသွားပါပြီသူတို့ဘက်ကနေပြီးတော့ကျမကိုညင်းပယ်လိုက်တယ်လေကျမအရန်ကိုဆင်းရဲတယ် အမေကလည်းဆင်းရဲတယ်အိမ်ကလည်းတည်တည်လေးတဲ့အဲ့ဒါကြောင့်အခုလိုဆင်းရဲတဲ့အိမ်ကမိန်းကလေးတစ်ယောက်နဲ့သူတို့သားလေးကိုမပေးစားနိုင်ဘူးဆိုပြီးတော့ပြောကြတယ်အမလီဟဲ့ပြောနေလိုက်တာများရစီရတာမှမရှိဘူးသူတို့သားဘာအလုပ်များလုပ်ကြမှုလို့လဲသူတို့သားလေးကတလောက်ကိုငွေ2000လောက်ရတယ်ဖုန်းပြင်ဆိုင်မှာဖုန်းပြင်တဲ့အလုပ်ကိုလုပ်ကြတယ်လေအမလီထင်တော့ထင်သားပဲအဲ့ဒါကြောင့်သူတို့ဘကအလောက်တောင်မှလူဘဝဝနေရပါဘောကဲကဲကဲသွားစမ်းပါအဲ့လိုလူမျိုးတွေ10ယောက်လောက်သွားလိုက်ပါစေ နေအတွက်ဒီထက်ပိုကောင်းတဲ့ကောင်းလေးတယောက်ကိုရလာလိမ့်မယ်တိလားဘာမှအရင်ကြီးလဲစွန့်ပိုပန်းမနေပါနဲ့ဒါနဲ့လေအမေဟိုအမေရဲ့အတိတ်ငယ်ချင်းတယောက်ရဲ့သားလေးကိုလည်းလက်ချက်ပိုအတွက်ဆိုပြီးပြောတယ်မဟုတ်ဘူးလားသူလဲမိန်းကလေးတယောက်ရှာနေရဆိုဒါနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့အဖေနဲ့အမေသူ့အတွက်စကားပြောပေးကြည့်လိုက်ပါလားဘူးလေးကတော်တော်လေးသဘောကောင်းတယ်လေအမေတို့နဲ့လည်းရင်းနေရဲဆိုတော့ဘလို့မဆိုသဘောတူကြလိမ့်မယ်မဟုတ်ဘူးလား ။သမီးသငယ်ချင်းပုံနှံမကိုကြည့်ပါအောင်အမေရဲ့သူကဘလောက်တောင်မှလှပလိုက်တယ်လဲ။ဘာတခုမှလိုအပ်ချက်လည်းမရှိဘူးလေ။အေးသမီးလေးရေကောင်းပြီ။ဒါဆိုလို့ရှိရင်တော့စကားပြောကြည့်မယ်။ဒါဆိုလို့ရှိရင်တော့ညနေကျရင်စကားပြောကြည့်ကြမယ်လေ။ရှေခါနဲ့သူရဲ့မိသားစုဝင်တွေကတော့တတော်လေးသဘောကောင်းကြပါရဲ့။ဒါကြောင့်သူတို့ကလည်းသူတို့ရဲ့သငယ်ချင်းဖြစ်သူနဲ့စကားပြောဆိုကြည့်ခဲ့ကြတော့ပေါ့။ဒီလိုနဲ့သူတို့ကပူနမ်ကိုလာတွေ့ခဲ့ပြီးသူတို့တာလောင်ကတော့ပူနမ်ကိုတွေ့ရတဲ့သဘောကျသွားခဲ့ပါတယ်။ငါသိရဲ့ငါသိရဲ့ ငါတငယ်ချင်းုံနဲ့ကျင်းသေးပေါ့သဘောကြောက်မယ်ဆိုတော့ကောင်ငါသိရပေါ့ငါလဲသူ့ကိုကောင်းကောင်းသိရစွမဲတည်းငါတငယ်ချင်းပူနမ်ကတကယ်အရှမ်းအောင်ကောင်းနေသီလားငါတို့ငငယ်တုန်းကကတရားနေတော့အတွေ့တကယ်အရှမ်းအောင်ကိုလိုက်ဖက်လုံးမှာပဲပူနမ်မြေနင့်ကိုသူကဒီလောက်တောင်မှချီကျူးနေတော့ငါလဲတကယ်ဝမ်းတာမိရဲ့ငါလဲနင့်ကိုတကယ်သဘောကျပါရဲ့ကဲဒါဆိုလို့ရှင်တော့စွမဲတည်းငါမင်္ဂလာဆောင်အတွက်ရောပူနမ်မင်္ဂလာဆောင်အတွက်ရောငါတို့အတူတူ shopping သွားထွက်ကြမလို့လေ ငါအာရှစ်ကိုခေါ်လိုက်မယ်။နင်လည်းတခါရဲအတူတူလိုက်လာခဲ့ပါလား။ငါတို့အားလုံးအတူတူ shopping ထွက်ကြမယ်လေ။ဟဲ့ဒါနဲ့လေငါအမေနဲ့ငါတစ်ခေါက်လောက်စကားပြောကြည့်လိုက်အောင်မယ်။ပြီးသွားတော့မှငါတို့အတူတူသွားကြတာပေါ့။ရပါရဲခင်ဗျားရပါရဲရပါရဲ။ခွင့်ပြုချက်ယူပြီးသွားတဲ့အခါကြလို့ရှင်တော့ကျွန်တော်ကိုဖုန်းခေါ်လိုက်လေ။ကျွန်တော်လာခေါ်ပေးမယ်နော်။စုံမတီးရဲ့မိသားစုတွေအကုန်လုံးအင်ကိုပြန်သွားခဲ့ပြီးတဲ့အချိန်မှာပူနမ်ကတော့သူ့အမေကိုဒီအကြောင်းလေးပြောပြခဲ့ပါရဲ့။ကိုနမ်းမြေငါတို့ဘလောက်တောင်မှကန်ကောင်းလိုက်တလဲကြည့်ပါဦးငါတို့လောက်ကန်ကောင်းတယ်လို့ထပ်ပြီးရှိမှမဟုတ်တော့ နင်းတငယ်ချင်းကလည်းတကယ်ကိုတငယ်ချင်းကောင်းလေးပဲအရန်ကိုကြောတယ်နော်တို့အတွက်ကြောင်းနေအခုဆိုလို့ရှင်တော့ငါရဲ့သမီးလေးကောင်းမွန်တဲ့အင်္ဂါချွေးမလေးဖြစ်ရတော့မယ်တလောက်ကောင်းတဲ့ကောင်းလေးတယောက်ကိုနင်းရရှိသွားပြီသမီးရဲ့ဒါပေမဲ့သမီးလေးအမေတို့ရဲ့အခြေအနေကိုတော့သမီးလည်းသိရမလားအမေတို့ကအရန်ကိုဆင်းရဲကြတယ်အဲ့လောက်ထိပတ်စံရှိတာလည်းမဟုတ်ဘူးငါတို့သမီးလေးရှိခါ shopping ထွက်နေတယ်လို့မျိုးကောင်းကောင်းမမွေနိုင်ဘူးလေသူကတော့ပတ်စံရှိရဲချမ်းသာတယ်မိဘကကြံ့နိုင်တယ်ငါတို့အခြေအနေကိုတော့နင်းလည်းသိရတဲ့အတိုင်းပဲ ။ငါကိုရိုင်းတော်မှစစ်စင်ရဲ့နေထိုင်နေရတာဆိုတော့ငါတို့တက်နိုင်တဲ့လောက်လေးပဲလောက်ကြမယ်နော်တမီးကြီး။အားရကြောင်အမေတို့နည်းနည်းဈေးတတ်တာပြီးအစင်ပြေတဲ့ဆိုင်လေးတွေရှိပဲသွားပြီးတော့ဝယ်ချမ်းကြမယ်။အမေတို့ဗတ်ချမ်းနဲ့ကိုင်းညီတဲ့ပစ္စည်းတွေအဲ့ဒီမှာရှိမှာပဲ။ရပါတယ်အမေရဲ့ကိစ္စမရှိပါဘူး။တမီးလည်းတမီးတို့အိမ်ရဲ့အခြေအနေကိုနားလည်နေရပဲလေ။ဒါဆိုလို့ရှင်တော့တမီးရှီခေါ့ပြောလိုက်မယ်နော်။ဆူမစ်ကိုလည်းကျမအကြောင်းပြချက်တစ်ခုခုပေးလိုက်မယ်ဆိုရင်တော့သူလည်းသဘောပေါက်သွားပါလိမ့်မယ်။ ချီခါကတော့အဲ့အပြင်ဘာကနေပူနမ်နဲ့သူ့ရဲ့အမေပြောနေတဲ့စကားတွေအလုံးကိုကြားသွားခဲ့ပါရဲ့ဂျီလိုနဲ့မနမိုးလင်းတရားမှာတော့ဟဲဟဲဟဲပူနမ်ကြီးနေအမြန်ဆုံးပြင်ဆင်ထားနော်ငါတို့အရင်အရေးကြီးတဲ့အလုပ်ကိစ္စတခုနဲ့အပြုံသွားစရာရှိရဲ့တိလားအေးအေးအေးဟုတ်ပါပြီဒါနဲ့ရုတ်တရက်ကြီးလားဟဲ့ဘာကိစ္စများဖြစ်လို့လဲအေးပါကောင်းပြီလေဒါဆိုလို့ရှင်တော့ငါပြင်ဆင်ထားလိုက်မယ်နော်သွားကြတော့ပေါ့ရှီခါကတော့သူ့တငယ်ချင်းပူနမ်ကိုမပြောမစိုးဘဲနဲ့ရှော့ပင်းထွက်ဖို့အတွက်ခေါ်လာခဲ့လိုက်ပါရဲ့ အဲ့ဒီနေရာမှာသူရဲ့တရိုသားလောင်းနဲ့ပူနမ်ရဲ့တရိုသားလောင်းနှစ်ယောက်စလုံးလဲရှိနေခဲ့ပါရဲ့။ကဲပူနမ်နေရဲ့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာငါကောင်းကောင်းသိတယ်။နေပတ်စံအတွက်ဘာမှအလောက်ထိတွေးဖို့မနေပါနဲ့ပတ်စံအတွက်ကြောင်းနေနေ shopping မထွက်ချင်တာမဟုတ်လား။ငါနဲ့ဆိုမဲနှစ်ယောက်လုံးဖြစ်စေချင်တာကတော့နေကြိုက်တဲ့ဆိုင်ကနေအကောင်းမွန်ဆုံးပစ္စည်းတွေကိုပဲဝယ်။ငါနဲ့အတူတူသွားပြီးတော့အကောင်းဆုံးပစ္စည်းတွေကိုရွေးပြီးတော့ဝယ်ကြမယ်နော်။ဒါပေမဲ့ငါစီမှာစိတ်မပူပါနဲ့ပူနမ်ရဲ့ပတ်စံအတွက်ဆိုလို့ရှင်တော့ဘာမှစိတ်ပူမနေနဲ့။ ငါတယောက်လုံးရှိနေရပဲလေငါတယောက်လုံးလည်းရှိရပဲလေငါလည်းနေကိုအကူညီပေးမှာပေါ့နေရငါကြွအရန်ကိုချိရတဲ့တငယ်ချင်းပဲနင်တို့တငယ်ချင်းနေရောင်တယောက်ကိုတယောက်ဘလောက်တောင်မှတန်ရောစင်ရှိပြီးတော့ချစ်လိုက်ကြလဲနော်နင်တို့နှစ်ယောက်လုံးရဲ့တန်ရငယ်ချင်းတန်ရောစင်ကိုကြည့်ပြီးငါတော်မှပဲအကြံတစ်ခွရသွားတယ်နင်တို့နှစ်ယောက်လုံးတရက်တည်းပဲအတူတူလက်ထပ်လိုက်ကြပါလားအချစ်ဆုံးတငယ်ချင်းတွေတရက်တည်းအတူတူလက်ထပ်ကြတော့အမှတ်တရဖြစ်တာပေါ့အာကောင်းတယ်ကောင်းတယ်ဒါအရန်ကိုကောင်းတဲ့အကြံဉာဏ်တစ်ခုပဲကျမလည်းအရန်ကိုသဘောကျတယ်ရှင် ဒီကြောင့်ကိစ္စနဲ့ပတ်သက်ပြီးကျမမိသားစုဝင်တွေကိုပြောကြည့်လိုက်မယ်လေ။အရင်ဆုံးကျမတို့ shopping ထွက်ကြမယ်။ဝယ်စရာချမ်းစရာပစ္စည်းတွေကလည်းအများကြီးပဲ။အချိန်တွေအများကြီးကုန်သွားလိမ့်မယ်။ပူနမ်နဲ့အရန်ကိုဝမ်းတာပျော်ရွှင်သွားခဲ့တဲ့အတွက်မျက်ရည်တောင်ကျမိရဲ့အထီးပါပဲ။ရှီခါနဲ့ပူနမ်တို့နှစ်ယောက်လုံးကတော့မင်္ဂလာဆောင်အတွက်လိုအပ်တာတွေအားလုံးကိုအတူတူဝယ်ယူခဲ့ကြပါရည်။သူတို့ကလည်းလိုအပ်တဲ့ပစ္စည်းတွေအများကြီးကိုဝယ်ယူခဲ့ပြီးနောက်မှာတော့အိမ်ကိုပြန်လာခဲ့ကြပါရည်။သူတို့အိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့ပူနမ်နေနေတဲ့အခန်းထဲက ။အော်ဒီဟစ်ကျဲအတန်တွေကိုကြားလိုက်ရပါတယ်။ဘလို့ဖြစ်တာလဲ။ကျွန်တော်သားလေးနဲ့ခမရဲ့သမီးကိုလက်ထပ်ပေးဖို့အတွက်သဘောတူထားခဲ့တာမဟုတ်ဘူးလား။အခုခမရကခမရဲ့သမီးလေးကိုတခြားတနေရာမှာလက်ထပ်ပေးဖို့အတွက်စီစဉ်နေရဲဆိုပြီးတော့ကြားတယ်။ဒါရီအားလုံးကဘာတွေလဲ။အော်ဒုက္ခပါပဲရှင်။ဒါကဟိုးအရင်တော့ကိစ္စတွေမဟုတ်ဘူးလား။ကျမယောက်ျားကဒီအတိုင်းပဲဗဇက်နဲ့ဂတိပေးခဲ့တဲ့စကားတခွန်းပါပြီးတော့ပြောရမယ်ဆိုရင်တော့ဒီအကြောင်းကိစ္စတွေပါတခုမှကျမသိရလည်းမဟုတ်ဘူး ဂျော်အားနဲ့မျိုးပေါ်ကိုတက်လာခဲ့တဲ့အချိန်မှာတူတီအကြောင်းနဲ့ကျမကိုတခါမှမပြောပြခဲ့ဘူးဘူးလေကျမတို့မျိုးမလာနေထိုင်နေရနှစ်ပေါင်းများစွာလဲကြာမြင့်နေခဲ့ပါပြီရှင်ပူနမ်မြေအဖေကလည်းကျမကိုဒီအကြောင်းနဲ့မပြောပြခဲ့ဘူးဒါဆိုလို့ရှင်လည်းကျွန်တော်တို့အခုလာပြီးတော့ပြောပြနေပြီပဲပူနမ်နဲ့ကျွန်တော်နဲ့ကိုအမြန်ဆုံးလက်ထပ်ပေးလိုက်တော့လေကျွန်တော်ကငငယ်လေးကလေးကသူနဲ့ဆက်ဆက်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုကျွန်တော်ပဲလက်ထပ်ယူမယ်ဘာရီလျှောက်ပြောနေရလဲပါဇက်ကနေပြီးတော့ပြောတယ်ဆိုတာကတော့ဘာမှမဆိုဖြစ်နိုင်တာပဲ ငငယ်တော့ကပါးစနဲ့ပြောထားတဲ့ဂတိတခွန်အတွက်နဲ့သူကရှင်နဲ့လက်ထပ်စီရလာပြီးတော့ရှင်တို့ရဲ့ဆက်ဆက်ပွဲဆိုတာကိုလည်းဘယ်သူမှသဘောတူတော့မဟုတ်ဘူးလို့မျိုးလက်လည်းမခံဘူးနေပါဦးကျမရှင်နဲ့လက်မထပ်နိုင်ပါဘူးရှင်ရဘယ်သူလဲကျမရှင်မသိဘူးနော်မကြောက်ပါနဲ့ဘုံနဲ့မြေဘာလို့ကြောက်နေရလဲငါအခုချက်ချင်းအဖေကိုဖုန်းခေါ်လိုက်မယ်သူ့ကြောင့်ကောင်းကောင်းပြရသေးရပေါ့ရက်ွက်ထဲမှာရှိတဲ့သူတွေအကုန်လုံးကိုလည်းငါခေါ်လိုက်မယ်ခဏလေးရှီခါကတော့ဖုန်းဆက်ပြီးရက်ွက်ထဲကရေကြီးတဲ့သူတွေအားလုံးကိုဆင်ခေါ်လိုက်ပါတယ်ခဏလေးတော့သူ့အဖေလည်းရောက်ရှိလာပါတယ် အားလုံးကိုတွေ့ကြရတဲ့အခါမှာလူစုမိသားစုဝင်တွေကအရန်ကိုကြောက်လန့်ကုန်ကြပါရဲ့သူတို့လည်းကြောက်လန့်ကြနဲ့ချက်ချင်းထွက်သွားခဲ့ကြတော့ပေါ့ပူလမ်းအရန်ကိုလမ်းဖြတ်နေခဲ့ပေမဲ့ရှီခါကတော့အစဉ်ပြေအောင်ထိန်းပေးနိုင်ခဲ့ပါရဲ့သမီးလေးရဲ့နေရတကယ်အရန်ကောင်းနေဖခင်တခင်နဲ့ကိုအမြဲတမ်းပျော်ရွှင်အောင်ထားပါစေကွယ်ဒီနောက်မှာတော့ရှီခါနဲ့ပူလမ်းတို့တငယ်ချင်းနှစ်ယောက်လုံးကလည်းတရက်ထဲမှာပဲကြည်ကြဲခနာစွာနဲ့လက်ထပ်ခဲ့ကြပါရဲ့တငယ်ချင်းတန်ရုံစင်မှာဆင်းရဲတာချမ်းသာတာဘယ်သူမှမခွဲခြားကြပါဘူး တငယ်ချင်းတန်ရောစင်ကအရာအလုံးထက်အတန်ရှင်ဆုံးအတန်ဆင်ဆုံးတန်ရောစင်ဖြစ်ပါ रे အမြဲတမ်းအတူတူရှိနေပေတဲ့သူကဒါတငယ်ချင်းအစ်စ်ဖြစ်ပါ रे အရင်နေရာစပြီးရက်ကွက်ထဲမှာသူတို့တငယ်ချင်းနှစ်ယောက်ကနမဲကြော်ကြလာခဲ့ပါတော့ रे နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ဆောင်းရသည်မှာဒုက္ခခံခဲ့ရတဲ့သူဆိုတဲ့ပုံပြင်ပဲဖြစ်ပါ रे အိုဖရာသခင်အေးလိုက်ကြရှင်အေးလိုက်ကြဒီပုံစံအတိုင်းဆိုလို့ရှင်တော့အသက်တောင်မှထွက်သွားမလားမသိပါဘူး ချွေးမလေးရေချွေးမလေးချွေးမလေးနေဘဲမတော့ဟုတ်ကဲ့ပါမေကျမကိုခေါ်တာလားဘာအကြောင်းကိစ္စများရှိလို့လဲရှင်ချွေးမလေးရေနင်အမြန်ဆုံးမိသွေးမိဖို့ဖော်ထားလိုက်တော့ငါတို့အားလုံးမိလုံကြမလို့ပြီးသွားလို့ရှိရင်တော့လူ15ယောက်စာထမင်းဟင်းတစ်ခါရဲချက်ပြုတ်ထားလိုက်တော့နော်အမေလူ15ယောက်စာကျွန်မချက်ရမယ်ဟုတ်လားဘာဖြစ်လို့များလဲအမေရဲ့ဘာဖြစ်လို့လူ15ယောက်စာတော့မှချက်ရမှာလဲအော်တခြားမျိုးမှနေတဲ့နင်းရဲ့အကျော်သူရဲ့မိသားစုဝင်တွေအားလုံးကိုခေါ်ပြီးတော့ဒီလိုလာလိုက်မယ် သူတို့အိမ်ပြန်ပြန်စောင့်နေကြတယ်မလားအဲဒါကြောင့်နောက်ထပ်ရက်အနေငယ်ကြတဲ့အထိငါတို့အိမ်မှာသူတို့လာတဲကြလိမ့်မယ်မိသားစုလိုက်အိုဖီးယားတခင်ဒုက္ခပါပဲသူတို့အားလုံးကလည်းဒီလောက်တောင်မှရာသီဥတုအေးနေတဲ့အချိန်မှာဒီလိုလာစီရလားအခုရာသီဥတုအရန်ကိုအေးနေပါတယ်ဆိုမှလူ15ယောက်စာကိုချက်ပြုတ်ပြီးရွှေရအောင်မယ်ဒီ15ယောက်လုံးအိမ်မှာလာနေမယ်ဆိုလို့ရှင်တော့ငါဒုက္ခရောက်တော့မှာပဲအလုပ်တွေအများကြီးပိုလောက်ရလိမ့်မယ် ပရိယန်ကရဲ့ရခမဖြစ်တော်ကတော့ချွေမလီကိုလူ15ယောက်စာထမင်းဟင်းချက်ပြုတ်ဖို့အတွက်စေခိုင်းပြီးနောက်မှာတော့အခန်းထဲဝင်သွားခဲ့ပါတော့တယ်။အနားဆရာကောင်းတဲ့ပရိယန်ကကတော့ရာဒီဥဒုအရန်ကိုအေးခဲနေတဲ့အချိန်မှာလူ15ယောက်စာထမင်းဟင်းတွေကိုမိဖို့အခန်းထဲဝင်ပြီးချက်ပြုတ်ပြင်ဆင်ပေးခဲ့ရပါတယ်။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့ဧည့်သည်တွေရောက်ရှိလိုလာခဲ့ပါတယ်။သူမဧည့်သည်တွေအကုန်လုံးကိုထမင်းဟင်းချက်ကျွေးပြီးနောက်မှာတော့ရာဒီဥဒုအေးနေခဲ့တဲ့အချိန်မှာပကံတွေအားလုံးသူမတယောက်တည်းစေချောခဲ့ရပါတယ်။ ပထမတော့ကာမီတာဇဝင်တွင်အကြွားထမင်းဟင်းချက်ပြုတ်ပေးရတာမှာသူမအဲ့အတွက်တာဝန်အရန်ကိုကြည်လွန်နေရပါအခုနောက်ထပ်ဧည့်သည်တွေအများကြီးရောက်ရှိလာခဲ့ပြီးသူမကအားလုံးအတွက်ထမင်းဟင်းချက်ပြုတ်ပေးနေခဲ့ရတဲ့အခါမှာတော့ပိုတောင်ဆိုးသွားခဲ့ပါတယ်အခုဆိုလို့ရှိရင်တော့အတော်ရဲ့သာသမီအားလုံးကလည်းရောက်ရှိနေပါတယ်မနာစရာကောင်းတဲ့ချွေးမလေးမနက်မိုးလေးအစောကြီးထပြီးအလုပ်တွေစတင်လောက်ကရင်ညမိုးချုပ်တဲ့အထီးအောင်မှမရနိုင်ရပါဘူးချွေးမလေးထမင်းဟင်းချက်တာတကယ်အရန်တော်တယ်အရသာရှိလိုက်တာ ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့လေငါတို့တဘွားအလုံးဒီမှာပဲနေသွားကြရင်ကောင်းမယ်နေတူတယ်။ကဲကဲကဲဘာလို့နေရလဲကျမတို့မီးလောင်ဖို့အတွက်မီးအမြန်ဆုံးမှွေပေးအောင်ရှာဒီဥတုကလည်းအေးလိုက်ကြမှာလွန်ပါရောလား။အေးလိုက်ကြအေးတယ်အေးတယ်။ဒါနဲ့ချွေးမလေးရေနေငါတို့အားလုံးစားဖို့အတွက်ဟလဝါလေးတစ်ခုသွားထုတ်ခဲ့ပေးစမ်းပါအောင်။ငါတို့အားလုံးတညအောင်ထိုင်ပြီးတော့စကားပြောကြမှာလေ။စကားပြောနေကြရင်လည်းတစ်ခုခုစားမှဖြစ်မယ်။ငါတို့အခုစကားပြောနေတော့နေအမြန်ဆုံးမုတ်တော့လောက်ထားလိုက်သွား။ အနာစီယာကောင်းတဲ့ချွေမလေးပရိယန်ကအားလုံးစားတော့ဖို့အတွက်ညစာချက်ပြုတ်ပေးပြီးနောက်မှာတော့ပုဂံတွေအားလုံးစေချော့ခဲ့ပါတယ်။ဒါရမသူမနားလို့မရသေးပါဘူး။ညစနစ်နိုင်ထိုးကြီးအားလုံးစားတော့ဖို့အတွက်ဟလဝါကိုသူမချက်မှန်ပြင်ဆင်ပေးရပါတယ်။ငါဘယ်ဘဝကအပြစ်တွေကိုဒီဘဝမှာလာပြီးတော့ပြန်ဆက်နေရလဲမသိပါဘူး။ဒုက္ခပဲ။ရာဒီဦးတို့အေလွန်တို့အခုအချိန်မှာတော့ခဏလောက်အနားယူချင်တာပေါ့။စောင်းထဲမှာကိုွေးပြီးနေရမယ့်အချိန်မှာမိဖို့ကံထဲမှာဟလဝါလုံနေရတယ်။သူတို့အားလုံးကတော့စားတော့ပြီးရနဲ့လက်စေးပြီးထသွားကြတယ်။ ပကံလေးပါလေးဝိုင်းစီပေးမယ်တော့မှမရှိဘူး။ငါတယောက်တည်းပဲအလုပ်တွေအားလုံးကိုလုပ်နေရတယ်။အပြင်ရရှိတဲ့နေကိုကြည့်ပါအောင်။နည်းနည်းလေးမှငါ့ကိုကြင်မစားကြဘူး။သူမဟလိုဝါရီပြင်ဆင်လုပ်ပြီးသွားတဲ့အခါမှာတော့အားလုံးကိုတဲ့ခင်ဧခန်ကျွေးလိုက်ပါရီ။သူမအလုပ်တွေအားလုံး PC အောင်လုပ်နေလုပ်နေနဲ့ည၂နာရီထိုးသွားခဲ့ပါရီ။ည၂နာရီထိုးသွားတော့မှသူမအခန်းထဲဝင်ပြီးအေးရပါရီ။ဒီလိုနဲ့ပဲ၂ရက်လောက်ကုန်ဆုံးသွားခဲ့ပြီး၂ရက်ကြာသွားခဲ့တဲ့အခါမှာတော့ကဲချွေးမလေးရေဒါဆိုရင်တော့နင်ဒီနေ့ပဲထမင်းချလိုက်တော့ပြီးတော့အကြော်လေးတစ်ခါလေးကြော်နော်။ ဒီအချိန်မှာပရိယန်ကအတော်လေးကိုစိတ်ဆိုးနေခဲ့ပါပြီ။သူမမျက်နှာပြက်နေခဲ့ပါတယ်။ဒါပေမဲ့လည်းချက်ချင်းပဲသူမမိဖို့ကံနဲ့ဝင်သွားခဲ့ပါတယ်။သူမစံစိတ်တဲ့နေရာမှာလည်းရေအေးတွေကိုအသုံးပြုပြီးတော့စံစိတ်ရပါတယ်။အေးလိုက်ကြ။အပြင်မှာအေးနေပါတယ်ဆိုမှဒီအေးနေတဲ့ရေကိုငါဘယ်လိုမျိုးကင်ရမှာလဲ။ဒီလူတွေအများကြီးအတွက်ငါစံတွေကိုစေးရမယ်ရေကိုအမြဲတမ်းကင်နေရမယ်ဆိုရင်တော့ငါတေးအောင်တေးသွားမလားပဲ။ပထမတည်းကငါအေးမိတတ်ပါတယ်ဆိုနေမှအခုတော့မှအေးမိခြင်းတလိုမျိုးခံစားနေရပြီ။ ဒီအချိန်မှာသူ့ရဲ့ရောင်မလေးမိဖို့ခံနေဝလာခဲ့ပါရယ်။ဘာလို့နေရလဲရောင်မရဲ့။ဘာဖြစ်လို့တယောက်ထဲချက်ပြီးတော့စကားတွေပြောနေရတာလဲ။အားလုံးကလည်းစားတော့ဖို့အတွက်ထိုင်ဆောင်နေကြပြီ။အမြန်ဆုံးထမင်းဟင်းချက်ပြုတ်လိုက်ကြလိ။အမြန်လုံးတော့အမြန်လုံးအမြန်လုံး။ပြောဆိုပြီးနောက်မှာရီတိုကလည်းမိဖို့ခံနေကချက်ချင်းထွက်သွားခဲ့ပါရယ်။အလုပ်တွေတယောက်ထဲလုပ်နေကြရတဲ့သူ့ရဲ့ရောင်မကိုဝိုင်းကူညီမယ်တော့မရှိ။စကားတွေပြောဆိုပြီးတော့ထွက်သွားပါရယ်။ထွေမလေးကလည်းတော်လေးတော်သားထွက်သွားခဲ့ပေမဲ့ထွေမဖြစ်နေတဲ့အတွက်သူမဘာတခေါမှပြောဆိုလို့မရခဲ့ပါဘူး။ ီနောက်မှာတော့အားလုံးစားတော့ဖို့အတွက်ထမင်းဟင်းတွေကိုဒီမောကိုတိုင်းချက်ပြုတ်လိုက်ပါရီအမလီရာဒီဦးတို့ဒီလောက်တောင်မှအေးနေတဲ့ချိန်မှာဘာဖြစ်လို့ထမင်းချက်ရတာလဲထမင်းကိုကြည့်လိုက်ကြနဲ့ငါပို့ပြီးတော့အေးတယ်လို့ကိုခံစားနေရပြီဒီရာဒီဦးတို့ကြီးမှာထမင်းမစားနိုင်ဘူးငါအတွက်ရိုတီလေးပါလေလုပ်ပေးပါလားရိုတီလေးပလာတာလေးဆိုလို့ရှင်တော့စားနိုင်သေးတယ်ဟုတ်တယ်ဟုတ်တယ်ကျမလည်းအတူတူပဲရှင်နေတူတယ်ထမင်းမစားခြင်းဘူးရိုတီပဲစားခြင်းနဲ့ငါအတွက်လည်းရိုတီတစ်ခါတည်းလုပ်ပေးအောင်ဒါဆိုလို့ရှင်တော့အတော်အတွက်လည်းတစ်ခါတည်းလုပ်ပေးနော် သူမထမင်းရင်အားလုံးချက်ပြီးသွားပြီးကျွေးကန်ဒီမှာရိုတီတွေထပ်ပြီးလုပ်ခိုင်းတဲ့အတွက်အားလုံးစားတော့ဖို့အတွက်ရိုတီတွေကိုထပ်ပြီးလုပ်ပေးခဲ့ရပြန်ပါတယ်။အားလုံးစားတော့ပြီးသွားတဲ့အခါမှာတော့စားပြီးသားပကံတွေကိုသူမတယောက်ထည့်ပြန်ပြီးစေခဲ့ရပြန်ပါတယ်။ဒါနဲ့မကြီးရဲ့ကျွန်တော်ရဲ့အဝတ်အစားတွေကိုတချမ်းမိဖို့တိုက်ထားပေးပါအောင်။အနောက်ပြန်ကြရင်တော့ကျွန်တော်အကြောင်းအစောကြည့်တော့ရမယ်။မကြီးရဲ့ကျွန်မအတွက်ရောပဲနော်။ဒီမှာမအိတ်ခင်မှာအားလုံးရဲ့အဝတ်အစားတွေကိုလည်းမိဖို့တိုက်ပေးခဲ့ရပါတယ်။ နောက်နေ့မနက်မိုးလင်း9:00နာရီထိုးသွားခဲ့တဲ့အခါမှာတော့အားလုံးအတွက်ဒီမှာသမင်းဟင်းချက်ပြုတ်ဖို့အတွက်အစောကြီးထားလာခဲ့ရပါတယ်ဒီမှာရေပိုက်ကိုဖွင့်လိုက်တာနဲ့ရေပိုက်ကျိုးပြီးရေတွေအားလုံးဒီမရဲ့တကောလုံးကိုဆိုးရွှဲသွားခဲ့ပါတော့တယ်။အော်ဖျောက်တခင်ဒုက္ခပါပဲအေးလိုက်တာရေကအေးနေပါတယ်ဆိုနေမှာဘလို့ဖြစ်ပြီးတော့ပိုက်ကကျိုးသွားတာလဲတကောလုံးဆိုးကုန်ပြီ။ငါရဲ့ဆွေတာတွေနဲ့အဝတ်စားတွေအကုန်လုံးကိုလည်းငါရှော်မဲ့တယ်ထည့်ထားတာရှော်ရအောင်မယ်။အခုဒီတထည်လေးကျန်တာဒါကလည်းဆိုးသွားပြီဆိုတော့ဆွေတာတထည်အမေစီကသွားတောင်းလိုက်အောင်မယ်။ ချွေးမလေးရေနေရလေဘာအလုံးမလုံးချင်လို့တမင်တက်တက်အကြောင်းပြချက်ရှာနေရမဟုတ်ဘူးလားသူ့ဆောင်လိုက်တဲ့အကြောင်းပြချက်ပဲနော်ကဲရော့ရော့ရော့ဒီမှာစွဲတာတစ်ထည့်ရှုသွားဒါကိုခြုံပြီးတော့ပဲနေထမင်းဟင်းချလိုက်ပါတော့ထမင်းဟင်းချတဲ့အချိန်မှာဘယ်သူကအေးနေလို့လဲမိဖို့ကန်ထဲမှာပူပူနွေ့နွေ့အလုံးလုံးရတာဘလောက်တောင်မှတတ်တာလိုက်တယ်ပရိယန်ကာကလည်းသူရခမဖြစ်သူပေးလိုက်တဲ့ခြုံပွားတစ်ထည့်ကိုခြုံပြီးနောက်မှာတော့မိဖို့ကန်ထဲဝင်သွားပါတယ်ဒါလေးကိုခြုံထားခဲ့ပေမဲ့သူမအရန်ကိုအေးနေခဲ့ပါတယ် ။သူမခန္ဓာကိုယ်တစ်ခုလုံးကြုံလုံနေပါတယ်။အဝိစာရီကစိုးနေပြီးသူမမလဲခဲ့တဲ့အတွက်ကြောင့်မို့လို့နေမကောင်းခြင်းတလို့တောင်ဖြစ်နေခဲ့ပါပြီ။သူမထမင်းဟင်ချက်ပြုံးနေတဲ့အချိန်တစ်ချိန်အကုန်လုံးနှာဝဲချနေပါတယ်။သူမအေးမိသွားခဲ့ပေမဲ့အိမ်လုံးတွေအားလုံးကိုတရားအောင်ထဲပဲလောက်ကိုင်းပေးခဲ့ပါတယ်။အရန်ကိုဖျားနေခဲ့တဲ့အတွက်တစ်ချိန်မှာတော့သူမလက်ဖေးခွက်တွေယူလာခဲ့နေရှင်။လက်ဖေးပန်းတစ်ခုလုံးပြုတ်ကျသွားခဲ့ရပါတယ်။တောင်းပန်ပါတယ်ရှင်။ကျမကျမရဲ့အချိန်လေးတိတ်မကောင်းလို့ပါ။ ဒုက္ခပါပဲအမရဲ့နေရလေဘလို့ချွေးမလေးကိုအင်းကိုခေါ်လာခဲ့ရလဲဘာအလုပ်တစ်ခုမှလည်းကောင်းကောင်းမလုပ်နိုင်ဘူးသူတော်တော်လေးပြင်းနေနော်အလုပ်တစ်ခုခုခိုင်းပြီးဆိုတော့လည်းအကြောင်းပြချက်ကအမြဲတမ်းသူ့မှာရှိတယ်လက်ဖက်ပကံလုံးလေးသုံးလုံးခေါ်တော့မှသူမကိုင်းနိုင်ဘူးလားကဲဘလို့လဲငါ့ရဲ့ဧည့်သည်တွေအားလုံးရှိမှအခုလိုမျိုးငါ့ကိုအရှက်ခွဲလိုက်ရတော့နင်စိတ်အေးချမ်းသာရရသွားပြီလားဟုတ်လားနင်ဘော်ရီများဒီလောက်တောင်မှဖြစ်သွားလို့အခုလိုလုံနေရတာလေနည်းနည်းလေးနှာချေရနဲ့ပဲဒီလောက်ထိအောင်မှဖြစ်စီရလား တောင်းရသည်လေနည်းနည်းပပအေးမီယာကတော့လူတိုင်းဖြစ်နေကြကိစ္စပဲကဲတော့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 အိမ်လုပ်တွေအားလုံးကိုတော့လို့ကြောအနောက်မှာအလုပ်တွေအများကြီးရှိတယ်မလားအိမ်တန့်ရှင်လည်းလုပ်ရမယ်တပြက်စီလှည့်ရမယ်အဝေးလျှော်ရမယ်တန်းတိုက်ရမယ်ပကံတွေလည်းစေးပြီးတော့နေထမင်းဟင်းလည်းပြန်ချက်ရအောင်မယ်ဒီမှာအရန်ကိုနေမကောင်းဖြစ်နေတာတော့မှအားလုံးပြောတဲ့အတိုင်းပဲအလုပ်တွေကိုလုပ်ခဲ့ရပါတယ်အလုပ်တွေအားလုံးလုပ်ပြီးသွားတဲ့အခါမှာတော့ဒီမှာအခန်းထဲမှာခဏလောက်အနားယူဖို့အတွက်ဝင်လာပါတယ်ဒီအချိန်မှာဒီမှာသာမိုမီတာနဲ့အဖျားကိုလည်းတိုင်းကြည့်လိုက်ပါတယ် သူမအဖျားရိအရှမ်းကိုကြီးနေခဲ့ပါပြီ။ခဏလေးတော့တယောက်ကြားရုံကနေပြန်လာခဲ့ပြီးခြေအိတ်ကိုတနည်းအားဖနှက်ကိုတနည်းအားပြစ်သွားပါရီ။ကြောက်တွေးကြရတဲ့အခါမှာတော့ရှင်တာပါတော့ကြလေအခန်းထဲဝင်လာတာနဲ့အခန်းတစ်ခုလုံးရှောက်ပွားသွားအောင်လို့လုပ်နေရလား။ကျွန်မအခုတော့မှဘလောက်တောင်မှအေးနေလေသိရဲ့လား။ဘာတွေပြောနေရလဲကွာ။မင်းတယောက်တည်းအေးရမဟုတ်ဘူး။ရာသီဥတုကအပြင်မှာအေးနေတာအားလုံးအေးရခြင်းအတူတူပဲ။ငါတို့လည်းအပြင်ထွက်ပြီးတော့အလုံးလုံးနေရပဲလေ။ကဲသွားပါကွာ။ငါအခုမှအပြင်ကနေပြီးတော့အိမ်ရောက်ပြန်လာခဲ့ရတာအေးတယ်။ ငါတို့ကလဖိတ်ပပိုးလေးတက်ခွာလောက်အမြန်ဆုံးဖြော်လာခဲ့ပြီအဲ့ဒါနဲ့အတူတူစားဖို့အကျော်အကျော်လေးပါလေးလဲကြော်ခဲ့ပေးပါအောင်ဟုတ်ဖျားသခင်တကယ်ပါပဲဒီအချိန်လေးကြီးမှတော့မကျမကိုဘယ်သူမှစိုးရင်မပေးကြဘူးနော်အားလုံးကတို့တို့အလုတ်အတွက်ပဲစိုးရင်ပူပန်ကြတယ်ကျမအတွက်ဘယ်သူမှမစင်စားပေးကြဘူးဒီလိုနဲ့သူမအမြန်ဆုံးမိဖို့ကံနဲ့သွားပြီးနောက်မှာတော့ယောက်ျားဖြစ်တော့အကျော်လက်ဖေးဖြော်ပြီးအကျော်ကျော်ပေးခဲ့ပါရီအကျော်နဲ့မွမွေလေးရခဲ့တဲ့အခါမှာကျန်တဲ့သူတွေကလည်းချက်ချင်းပဲမိဖို့ကံနဲ့ဝင်လာခဲ့ကြပါရီ ဒီနောက်တို့အားလုံးလည်းအကြောစားခြင်းနဲ့ဆိုပြီးတော့ပြောခဲ့ကြတာပေါ့နောက်ဆုံးမှာတော့ချွေးမလေးခမားအနေမကောင်းဖြစ်နေတဲ့ကြားတွေကအလောက်တွေကိုလုံနေရတဲ့အတော့တတော်လေးပြန်မှန်းသွားခဲ့ပါတယ်အဲဒီနေရာမှာပဲသူမခေါင်းတွေအရန်ကိုမူပြီးတော့လဲကျသွားခဲ့ပါတယ်ဒါနဲ့အမေအကြောတူးနေတဲ့အနံအမေမရဘူးလားအေးရတယ်ရတယ်ချွေးမလေးကလေဘာအလောက်ပဲလော်လော်ဘယ်တော့မှကောင်းကောင်းမလုပ်ဘူးနည်းနည်းလေးအေးနေတယ်ဆိုတာနဲ့သူဘာအလောက်တခုမှမလုပ်ချင်တော့ဘူးလေသူကြောင့်နဲ့ငါအတော်လေးကိုစိတ်ညစ်တယ်သွား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 ကြည့်ခဏလေးငါကိုယ်တိုင်သွားကြည့်ပြီးတော့ငါသူ့ကိုပြောရအောင်မယ် ဒီနေ့သူကအကျော်ရီကိုတူးအောင်လုပ်တယ်။နောက်နေ့ဆိုလို့ရှိရင်တော့ငါ့ရဲ့တအိမ်လုံးကိုများတူးအောင်လုပ်မလားမသိဘူး။ဒေါ်သားတကြီးနဲ့ရခမဖြစ်သူမိဖို့ကန်ထဲဝင်သွားခဲ့တဲ့အခါမှာချိမလေးမိလေးကြားနေရကိုတွေ့ခဲ့ရပါတယ်။သူမရဲ့ခနာကိုတစ်ခုလုံးကလည်းအေးဆပ်နေခဲ့ပါပြီ။သူကလည်းသူ့တော်ကိုအများဆုံးခေါ်ပြီးချိမလေးကိုစေကန်းကိုတင်ပို့ပေးလိုက်ပါတယ်။သူမအဖျားရီအရန်ကိုကြီးနေပြီးအေးမိသွားတယ်ဆိုတဲ့အကြောင်းကိုလည်းဆရာဝန်ကပြောပြခဲ့ရပါဘူး။ကြည့်ရတော့ခမရတို့ကသူ့ကိုအလုပ်တွေအများကြီးခိုင်းလိုက်တဲ့အတွက်အရန်ကိုအာနေပြီးမိလေကြသွားတာပဲဖြစ်ရမယ်။ သူကပထမတည်းကခနာကိုအရန်ကိုအားနေလို့နဲ့အတူပိုးဆိုးသွားတာပါ။ဒါကြောင့်အနည်းဆုံးနှစ်ပတ်လောက်ကတော့သူအဲ့ရပေါ်မှာအေးစစေးအနားယူမှဖြစ်လိမ့်မယ်။တကယ်တော့ဒါရီအားလုံးကကျွန်တော်ရဲ့အမားတွေပါ။ကျွန်တော်ရဲ့မိမကတော့ဒီလောက်ထိနေမကောင်းဖြစ်ပြီးဖျားနေတဲ့အခြေအနေမှာတော့အလုပ်တွေကိုစတိုက်လုပ်ပေးနေခဲ့တယ်။ကျွန်တော်ကပဲသူ့ကိုနားမလည်ပေးခဲ့တာ။ကျွန်တော်သူ့ကိုနည်းနည်းလေးတော့မှဂရုမစိုက်ပေးခဲ့မိဘူး။ဟုတ်ပါတယ်ဟုတ်ပါတယ်ကျမတို့လည်းအတူတူပဲ။ချွေးမလေးဒီလောက်နေမကောင်းဖြစ်နေရကိုတော့မသိချင်အောင်ဆောင်ပြီးသူ့ကိုအလုပ်တွေစတိုက်ခိုင်းနေခဲ့မိတယ်။ ကဲတော်ပြီတော်ပြီနောက်ထံကချွေမလေးကိုဘယ်တော့မှထပ်ပြီးဒုက္ခမပေးတော့ဘာအလုံးမှလည်းမခိုင်းတော့ဘူးချွေမလေးလှုပ်တဲ့အလှုပ်တွေအားလုံးကိုလည်းငါတို့ကူညီပြီးတော့လှုပ်ကင်ပေးမယ်အရင်နေ့ကစပြီးမိသားစုတွေအကုန်လုံးကလည်းချွေမလေးရဲ့အလှုပ်တွေကိုဝိုင်းဝန်းကူညီလှုပ်ကင်ပေးခဲ့ကြပါတယ်သူမကလည်းအနားယူဖို့အတွက်အချိန်ပေးပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်